အားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးနေတဲ့အချက်ဝတ္ထုလေးကတော့မမချစ်တဲ့မောင်ဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းတစ်တည်းကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုဆက်လိုက်ကြရအောင်ရှင်လေခေါင်းပါတယ်ထဆန်ငါကလေးပေါ်ဆင်းဆန်းငါလေးကိုခိုးပြီးတော့ငါကလေးပေါ်ဆက်ဆန်းကြီးအိတ်နေကြတာငါမချေတတ်ဘူး ်ညင်းနဲ့နဲ့မှာကြောင်မတ်ဖွဲကျေလောင်တဲ့အတန်နဲ့အတူပါရိတ်တန်တစ်ဖြန်ဖြန်ကလည်းကျေလောင်လာသည် အပြင်မှာခွေးများအူတန်တို့ကစုံညံနေသည်ညသည်မှောင်မဲလျက်မောင်မမောင်ညာရီမောင်ရဲ့ဝမ်းနေစွာနဲ့ငိုနေသည့်အတန်တို့ကမောင်လုံးသည့်ညမှာချောက်ချပွဲမြည်ဟင်းနေသည် နေကောလိတ်တို့ကျောင်းပိတ်ချိန်တွင်အလေတန်းပြဆရာ တက်တင်တင်းတန်းတို့ တင်နန်းသူတင်နန်းသားများအားစာတင်ရန်နေရာပေးထားသည်ထိုတင်နန်းသူများတွင်မှာတကြောင်းနှင့်အတူလာကြသူဝါဝါနှင့်အာနိုးတို့လည်းအပါဝင်ဖြစ်သည်မှောင်လိုက်တာဟဲ့အခန့်ပိတ်ထားတာများလို့လှောင်းနေရောပဲအနဲ့သက်ကလည်းမကောင်းနေအရန်စကားများတာပဲအာနိုးမရဲ့အပြင်ဆောင်နေမှာဒဏီမိုးထင်ရကအခန့်လီစက်ညံနေတာမတွေ့ဘူးလားဟိုဘက်ကအတန်အတိုင်းသားကြားရတာတမျိုး ကြံငင်းကိုတက်ရောက်နေတာနဲ့တန်ရတစ်ခုလုံးတိမ့်တိမ့်ခါနေတာစိတ်ညစ်စရာဟဲ့အာနုကအနှစ်နဲ့အလလာက ပိတ်ထားသည့်အခန်းမှာထူတက်နေသည့်ဖုန်တို့ကိုရေးပတ်ဝင်နေတိုက်ရင်အေးပါဟဲ့ခုလိုကောလိပ်ကစာသင်ခန်းတွေကိုအဆောင်အဖြစ်ငှားပေးတာကျေးဇူးတင်ရမှာပဲအာနုနဲ့ဝါရုနှစ်ယောက်တက်ညီလက်ညီတန့်ရှင်းရေလုပ်ပြီးရောညနေဆောင်ခဲ့ပြီးတကူလုံးချက်ခုံးမုံများနဲ့မဲတဲ့နေကြတော့သည် တရားကိုတရားကြည့်ပြီးရဲမိကြတော့သည်ကဲလာရေရင်းမှာရေသွားချိုးကြမယ်ကျောင်းရီတောင်ဘက်အယံရှိရေရင်းမှာချိုးလက်စာလက်ကျန်နှစ်ယောက်လောက်သာရှိတော့သည်လူရှင်းဒီကြောင့်ရှော့ဖို့ရတာလွတ်လပ်သည်အာနိုးကရေခတ်ပေးသည်ကျောင်းသူဆီယမလေးတွေနေရာအပြောင်းလဲမှာရေချိုးမှမယ်မင်းမြတ်လောက်ကြနော်ဟုတ်ကဲ့ပါမမရေချိုးနေသည့်နှစ်ယောက်ထဲမှာ အမကြီးတစ်ယောက်ကလှမ်းပြောသည် လေးစားစွာနဲ့ပြုံးပြလိုက်ပြီးအမြန်လက်စာတက်ကအဆောင်ပေါ်ပြန်တက်လာကြသည်အခန်းထဲရောက်တော့မီးပြင်လာနေခဲ့ပြီဟဲငါဝေးအိတ်ကဘာလို့အောက်ကိုပြုတ်ကျနေရပါလဲအစတွေကမတင်ခဲ့တာများလားအာနုရဲ့နေနေတူတူဂရင်ချင်းရင်းမှာထားခဲ့တာပဲဝါရဲ့ပြုတ်ကျတာပဲနေမှာပေါ့ဟဲ့အာနုဘာမှမပြောတော့ဝါကပဲအိတ်ကိုကောက်တင်ပေးလိုက်သည် ။ဤခန္တီစာသင်ခန်းဟုတ်မည်မထင်။ကျောင်းသို့အဝင်နောက်ကြသည့်ဝါရုတယောက်သည်တက်ခမ်းနေသားကျန်တော်သောလှေကားတောင်ကျောင်းအခန်းကိုယူလိုက်ရခြင်းဖြစ်သည်။ဤခန်းတွင်ကျောင်းနှစ်ယောက်အိတ်ကရင်တစ်လုံးကရှိနေပြီးသား။ကျောင်းစပွဲတလထိုင်းတစ်စုံလည်းရှိသည်။ဤအခန်းကဆရာမတဝူနေသည့်အခန်းဖြစ်ဖို့များသည်။ကောလိပ်ပိတ်ထားခြင်းဤပြဆရာမတချို့ကဝင်ဝင်ရရန် ်တင်တန်းလာတက်သည့်အလေတန်းပြဆီယာမများအတွက်အဆောင်နည်းနှင့်သရုပ်နေသည့်လုံစင်အိမ်လေးများကိုငှားစားသလိုအပေါ်ရန်စာတင်ဆောင်များကိုပါငှားစားကြခြင်းဖြစ်သည်ဝါရုအခန်းကတော့ဆီယာမတဝူနေသည့်အခန်းဖြစ်ပြီးဂရင်ကအစစက်တီအဆောင်ရှိနေခဲ့သည်လာလေးတို့စီကိုထမင်းသွားစားရအောင်အိမ်ကပါလာသည်တို့ကိုစွဲခြင်းတွေကိုထည့်ပြီးအခန်းကျယ်ကြီးစီသို့လှန်ခဲ့ကြသည် ဝါရုခန့်နှင့်အခန်းကြီးကြီးကြားတွင်အိမ်သာကန်းများနှင့်ကျောင်းဆောင်တို့တွားရန်လှေကားတစ်ခုရှိသည်အတူပါလာသည့်တငယ်ချင်းများကအခန်းကြီးကြီးမှာစားသင်ကုန်များထိုးကာတန်းရလုံနေကြသည်မှာပျော်စရာဟဲလာကြလာကြဒီနို့တစ်ယောက်ကိုလာခေါ်တော့မလို့အိယာလုံနေရတယ်မအားသေးတာဟိစုညံနေသည်ဆီယာမများကတဖန်ကျောင်းသူဘဝပြန်ရောက်နေကြသည်တကော အဆောင်နေစားရသည်မှာလွတ်လပ်သည်ကတကြောင်ဆီယာမအရွယ်ဆုံးအယောင်ဆုံးတို့ဟာစိတ်ကြိုက်ပြောကြရဲကြနေစားကြတောက်ကြညာအဆောင်ပိတ်ချိန်မှာကိုခန်းတို့ပြန်ခဲ့ကြသည် ခရီးပန်းတာကြောင့်ဆက်နောက်တန်းထောင်ပြီးတော့တန်းအိတ်ကြသည်ဖယားကို ပေါ့စိန်သာပေါက်လိုက်နိုင်တော်သည်ဖြန်လေခုံးမာရီထကြစမ်းငါကလေးဘောဆင်းစမ်းငါလေကိုခိုးပြီးတော့ငါကလေးဘောဆက်ဆန်ကြီးအိတ်နေကြတာငါမကြင်နဲ့ဘူး ်ညနေနက်မှာကြောင်မက်ဖွဲကျဲလောင်းနဲ့အတန်းနဲ့အတူနှစ်ယောက်လုံးဤပါမြပို့ထူအောင်ရိုက်ခတ်နေရသည်ပြီးတော့နာနာကြီးကြီးငိုနေတဲ့ဖျားဖျားပြိုင်တူနိုးလာကြသည်အာနုနဲ့ဝဟာတယောက်လက်ကိုတယောက်ဆွဲပြီးကြောက်လန့်တုန်ခိုက်နေကြသည်မိဝါနေငါပေါ့ရိုက်တာလားကပါလေရိုက်ခတ်ရတဲ့အာနုရဲ့အတန်တကန်ကိုကြားလိုက်ရလားကြားတယ်လီ လင်ခိုးပါဆိုပြီးပ้าကိုလာရိုက်နေတာပြီးတော့မောင်မမကိုညာတယ်ဆိုပြီးတော့ငိုတဲ့အတန်းဒါဆိုတူနေပြီငါတို့အိမ်မက်မတ်တာမဟုတ်ဘူးငါစောက်တယ်မိွားရဲ့အာနုကတုံခိုက်နေသည့်အတန်းနဲ့ပြောသည်အာနုလက်ကိုတင်းတင်းဆွဲညစ်ပြီးအားပေးရင်းကောင်းကြီးကမိခလုတ်ကိုဖွင့်သည်အခန်းထဲတွင်မိသူမှရှိမနေခဲ့ဒါဆိုခုနကပါလာရိုက်တဲ့သူကမိွားဟင်တတရဲလားရင် ဟုတ်ဟုတ်မယ်ထင်တယ်။နှစ်ယောက်သားတင်းနေအောင်ဖတ်ပြီးဖះစာရွတ်ကြသည်။ညင်းသည်ပေါင်ပိုင်နေစေ။မီးလျောင်ကိုတရေမှကြောက်လေသလား။ဝါနေအာနုကတော့တရေမှထက်လာမီးကိုကြောက်ကာမအိမ်ရဲတော့ပဲငုတ်တုံမူလင်းခရတော်သည်။မနတ်မိုးလင်းသည်နှင့်အဆောက်မှုလာလုပ်ပေသည့်ကျူတာဆီယာမအခန်းကိုတော့ကာအကြောင်းစုံပြောပြရမှာ။အိမ်ရင်နှင့်ဘွယ်ဇလန်းလေးကိုတိကြရတော်သည်။ ်ကြောင်များမြင့်မူသူဟာကောလိပ်ကအလှဆုံးအထက်မြတ်ဆုံးဘိုင်ယိုနီးပြမြို့ထဲတွင်လည်းဘိုင်ယိုမြင့်မြတ်မှုဟူသည့်စိုင်းပုံများကနေရအနှံ့အောင်မြင်သည့်ကျူစင်စရာမှအသက်30နာနီအသက်30နာနီအရွယ်အပြူကြီးပေါ်စာအသင်ပြကောင်းသည်တီဂျီသည်ကျောင်းသားများနှင့်အယောတဝင်မနေမိဘများအတွက်အားထားရာဆရာမတော်ဦးပေါ်တော်တော်မထင်မှတ်ပဲ အယူမှုချရမယ့်သူကို တွေ့ခဲ့ပြီသူအိမ်ကိုလိုက်တင်နေသည်ဆယ်ရက်နှစ်ခါကြာចောင်းသားလေး၏အညို့အခရာတီတီတတကိုတာယာပြီးခလေးအကြိုင်မှုန့်ပေးလိုက်မိပြီမိဘဆွေမျိုးများတငယ်ချင်းများနဲ့တကားចောင်းသား၏မိဘများကပါမင်းငေါ်ကြတော့သည် ဖြတ်ကြသည်မမမမကိုမောင်မခွဲနိုင်ဘူးနော်မမနဲ့ဝင်ရင်မောင်တေးမှာအဲ့ဒါတိလားမျက်ရည်ရွှဲစုံနေအောင်ငိုရင် သူ့တူကိုဖက်ကားတောင်းပန်တတ်သူမောင်ကို မြင့်မူချစ်သည် မခွဲရန်မတော်မောင်တကယ်အဆုံးစီရင်သွားရင်ဘလို့လုပ်မလဲမြင့်မူစိတ်ပူသည်ဒီတော့တလောကလုံးနဲ့ငင်းဆိုင်ပြီးမောင်ကိုလက်ထံလိုက်လေသည်မြင့်မူနေမောင်အယံပြော်ရသည်ဘသူမင်းငေါ်တင်ပါစေမမှုပါဘူးကုတ်ချစ်သူနဲ့နေရဖို့သာအထီးကပဲမဟုတ်လားမိဘများအိမ်မှခွဲထွက်ကကောလိပ်ကြောင်ဆောင်မှာ လွတ်နေသည့်အခန်းတွင်ကျောင်းအုပ်၏နေရာပေးချက်အရနေခွင့်ရကြသည်။နှစ်ယောက်ထဲတကပါပျော်လိုက်ရတဲ့ဖြစ်ချင်းမြင့်မှုနှင့်ယူလိုက်လို့မောင်ပညာရင်ရက်တံမသွားပါ။ထိုနှစ်ကမောင်တယောက်ဆယ်ရန်းကို မြင့်မှုဘာသာဘိုင်ဟိုဂုံတူးထွက်ပြီးအောင်သည်ပဲ။မောင်ကလိမ်မာသည်။အလိုက်တသိနှင့်ထမင်းဟင်းဝင်ချက်ပေးသည်။ကျောင်းတို့ထမင်းဆိုင်လာပို့တတ်သလိုအကျုံပို့လဲပုံမှန်လုပ်သည်။ ြင်မကလည်းသူ့ကိုမြေတောင်မြောက်ပေးသည်ကိုရီးယားနှင့်ဂျပန်စာဂျပန်စကားကအစာမကြမ်းရမောင်လေးလာဖို့တွန်းအားပေးသည်မောင်မီးပါတောင်ဝင်ကိုမြင့်မူထမ်းပေးသည်လေမြင့်မူချစ်တဲ့မောင်အတွက်တောင်ပန်တစုံဖြစ်ပေးရမယ်မဟုတ်လားမောင်အမြင့်ပြန်နိုင်ဖို့မမပခုံးပေါ်ကိုရဲရဲတာနေမမတန်မာပေးမယ်မမကိုအရန်ချစ်တယ်မမရေရပြီမောင်သိချစ်ဖို့သာလိုသည် ိမ်နောက်သက်တစ်နှစ်အရမှာမြင့်မှုတယောက်ကံကောင်းပုံကနိုင်ငံသားပညာတော်တင်သွားခွင့်ရခြင်းမှာလက်ကောင်းနေမောင်းအယံချစ်တယ်မောင်းရင်မြင့်မှုမှုံမှုံကသူ့ရဲ့စူးစမ်းမှုကြောင့်အထက်ကပညာတော်တင်လှုပ်ဒီကိုသူ့မောင်ဆောင်လက်ကောင်းသည်သူဆိုကအပေါင်းတင်ရှင်မျိုးများစွာလက်မထောင်သည်မောင်းမမမရှိရင်မောင်းမိဘအိမ်ကိုပြန်နေပါလားဟာမပြန်ပါဘူး မအငွေတက်တင်ရှိတဲ့ဒီခန်းထဲမှာပဲနေမယ်။မမမရှိတော့တင်မဲဆိုရင်တော့မမကိုနန်းလေးဆွဲနေတဲ့ဒီကရင်ပေါ်မှာပဲ။မမကိုလွှမ်းရင်းနဲ့တင်မယ်ဗျာ။အိုမောင်ရဲ့မမမောင်ရဲ့မပြောကောင်းမဆိုကောင်းနေကွယ်။သို့တော့မောင်ကိုနန်းအပြင်တခြားတစ်ပါးသောမိန်းကလေးတဝီကိုနန်းမှာဆွဲနေတော့ကရင်ပေါ်၌မြင်မှုဘဝအဆုံးတက်ခဲ့သေးရောရင်နာစရာကောင်းပါပါသည်။ ဘာဖြစ်လို့ဒေါ်မြမြင့်မူကတည်သွားရလဲယင်းဆီယာမသုံးယောက်ကသူနိုင်ငံသားသွားနေစီမှာဖောက်ပြန်နေလေအဲဒီကောင်လေးနဲ့ဘာသာစကားတင်တဲ့အတူတက်ခဲ့ကောင်မလေးအဲဒီတယောက်ကိုအခန်းထဲကိုခေါ်ပြီးတော့အတူနေကြတာတဲ့ကျောင်းပိတ်ထားခြင်းဆိုတော့လူတွေကမသိကြဘူးပေါ့တနေ့တော့ကျောင်းဝင်းထဲမှာနေတဲ့အိမ်နောက်ရှင်ဆီယာမတယောက်ကမြင်သွားလို့ကျောင်းကိုတိုင်းရောကောင်လေးကဒီခန်းထဲမနေတော့ဘူးနေထုတ်လိုက်လို့ သူမိမတွေစီကိုပြန်ရောက်ပြီးတိတ်မကြပါဘူးကောင်မလေးကိုရန်ကုန်အထိခိုးပြေးသွားပါရောလီဟဲရဲဆက်လိုက်တာနော်မောမာရောအာနုပါညကတည်းမှာအတွက်စိတ်မကောင်းလှုံလို့မျက်ရည်ဝဲမိကြသည်မြင်းမူပြလာခြင်းအကြောင်းစုံကိုသိသွားလို့သူခမရမှာရှက်လေးရှက်အယမ်းချစ်ရသူကရဲဆက်လေးခြင်းလို့ဝမ်းနဲ့ခြေခွဲရတာမခံစားနိုင်တော့ဘူးထင်ပါရဲ့လီအခန်းတကားကိုအပြင်းအထန်တော့ခတ်ပြီး ဗရင်ပေါက်ကပြန်ဝင်လူမရှိတဲ့အောင်နဲ့တကားရီအကုန်ပိတ်ပြီးအိတ်ဆေးအလွန်ကျုံတောက်ပြီးဆူဆိုင်လုသွားတာပုံမှတိရတယ်သူစိတ်ပြေလက်ပြောင်တနေရရာကိုထွက်သွားတယ်ပဲထိန်ခဲ့ကြတာဦးဆီယာမဟာ သူ့တငယ်ချင်းအတွက်ကြေကွဲနေဟန်မျက်ရည်ဝဲနေခဲ့ပါတယ်ညညာဆိုရင်ငိုတန်းနေအော်ဟစ်တန်နေကြလို့အဲ့ဒီခန်းထဲမှာစွန့်ကြွေခဏခဏလှုပ်တာ သူ့အဆွဲကတော်တော်ကြီးပုံရတယ်။အခုတည်းမကြွသေးဘူးထင်ပါရဲ့ကွယ်။အမလီသမီးတို့အဲ့ဒီခန်းမှာမနေရတော့ဘူးဆရာမရေလုတ်ပါဦး။ဟောကဲမှာစာသင်ကုန်ထပ်ပေးမယ်လေ။သမီးတို့နေမလား။အနေမယ်ဆရာမ။ထုံညာစာပြီးတငယ်ချင်းများရှိသည့်ဟောကန်တွေခုံတန်းရှိများထက်ကဂရင်တစ်ဖွဲဆင်ပြီးတော့နေလိုက်ကြသည်။ညဘက်အင်တာကိုလူငါးယောက်ခန့်စုပြီးတော့သွားကြရသည်။နေ့စဉ်မဟုတ်သည့်တိုင်း မကြမကြားဆိုသလိုဆရာမမျက်မြင်မှုရဲ့အခမ်းမှာမောင်မမဟိုညာရင်မမကိုမောင်ညာရက်တယ်အဲ့လိုပြောပြီးတော့ငိုတန်တွေကိုကြားနေရတယ်နာနာကြီးကြီးငိုတန်တက်တဲ့အားကြေကွဲဝယ်ကြက်သီးဖြန်းဖြန်းထဝယ်ကြားခဲ့ရသည်ဆရာမနှင့်ကြောင်ကမကြော်ရတဲ့စီကိုကြော်ခဲ့ပြီးတဲ့အတွက်မြို့ကလေး၏စာအသင်ပြကောင်းသည့်ဆရာမတယောက်ကိုဆုံးရှုံးခဲ့ရသည်ကတော့အမှန်ပါပဲ။